မင်္ဂလာပါဒီနေ့ကျွန်တော်တို့ချိန်ကြမှာကကိုတိုင်းရေးမှတ်တမ်းလေးတစ်ခုကနေကောင်းလို့ထားတာပါဟုတ်ကဲ့အဓိကတော့အိမ်မွေးတရိစာနှုတ်ကောင်ပေါ့အာရန်အလိုလိုက်ခံရတဲ့ခွေလေး Robin Hood အေးနော်ဒဂွန်ကလမ်းဘေးကနေကောင်းမွေးထားတဲ့ကြောင်လေး Me Fuel လို့နာမည်တောင်ပေးထားတယ်သူတို့နှစ်ကောင်ရဲ့ဒရိုလေးခြားနားတဲ့ဘဝနှစ်ခုကိုရှင်တွဲကြည့်ထားတဲ့အတွေ့အကြုံမှတ်တမ်းလေးတစ်ခုပါ ဟုတ်ပါတယ်ဆိုတော့လေဒီမတန်းကသတိဆန်လေးတွေရဲ့ဇလန်းသက်သက်တော့မဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့သူတို့ဂျုံတွေ့ရတဲ့ဘဝအခြေအနေတွေအဲပြူးစုဆောင်ရှုပ်ပုံကွာခြားတာတွေနဲ့မတန်းရေးတဲ့သူကိုယ်တိုင်ရလိုက်တဲ့ဘဝသင်ခန်းစာတွေအတွေ့အမြင်တွေအဲ့ဒါတွေကိုနည်းနည်းဆန်းစစ်ကြည့်နေတာပါအင်းအဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဒါဆိုရင်အဲ့ Robin Hood ဆိုတဲ့ခွေးလေးအကြောင်းရင်းစားလိုက်ကြတာပေါ့ဟုတ်ကဲ့မတန်းထဲမှာတော့သူ့ကိုမိသားစုကတော်တော်လေးချစ်တယ်အလိုလိုက်တယ်လို့ဆိုတယ်အေးဟုတ်တယ်နေတိုင်းနွားနို့တိုက်တာမျိုးပဲစားလို့ပေါ့ဟုတ်ကဲ့ အစားအသောက်ဆိုလည်းတည်ထန်ချက်ပြူကျွေးတာရေချိုးပေးတာအလားပြင်ပေးတာနောက်ဆုံးညာရီနဲ့အိယာထဲထီခေါ်တိတ်တာမျိုးတွေထီပေါ့တော်တော်ဂယူးဆိုင်ကြတယ်ဆိုတဲ့တဘောဟုတ်တာသူ့ဘွားလေးကတော်တော်လေးတက်တောင်တက်တာရှိပြီးတော့အကာအကွယ်အပြည့်နဲ့ပေါ့လေဟုတ်တယ်တမက်မတန်းရည်သူတတိထားမရတခုရှိတယ်အဲ့ဒါကဒီလိုအဆက်ဆက်ရရပြေဆောင်လို့နေတော့သူကလေအမ်ကိုကကိုကိုချင်းနဲ့စိတ်နဲနဲနဲပေါ့လေအင်းအင်းတော်လာမှုလည်းတိတ်မရှိတော့ဘူးပေါ့အဲ့လိုတောင်းတက်ထားတာလေးတွေ့ရတယ် ဟုတ်ဒီအချက်ကနောက်ပိုင်းပြောမယ်ဟိုကြောင်လေးမိဖြူနေကြတော်တော်လေးကွာခြားနေရတွေ့ရမှာဟုတ်ပြီဟုတ်ပြီဒါဆိုရင်အဲ့ဒီမိဖြူလေးချောင်းဆက်ရအောင်သူကကြတော့လုံးဝစန့်ကျင်ဘက်အခြေအနေကလာတာနော်ဟုတ်ကဲ့လုံးဝစန့်ကျင်ဘက်မူလကလမ်းဘေးကြောင်လေအဲရုံးဝန်ထမ်းအရာမှာကျွတ်တီပြန်ပြီးတောင်းချမ်းလာတဲ့အချိန်ကြမှာဟွန်းဟုတ်တယ်အရင်ကြောင်မွေးတဲ့အိမ်ကြီးပြောင်းသွားလို့ကျွတ်ပြန်လာတာပေါ့အဲ့ဒီချိန်ကြမှာသူ့ကိုအိမ်ခေါ်လာခဲ့တာလို့ဆိုတယ်ခေါ်လာတော့ကလည်းတန်ရတန်ချက်တွေနဲ့ဆိုတော့ ဟုတ်တယ်တော်တော်ကြမ်းတမ်းခဲ့ပုံပဲသူ့ဘဝကအင်းဆိုတော့အဲ့ဒီနောက်ခံဘဝရဲ့အကျိုးဆက်လို့ပြောရမှာပေါ့လေမိဖြူကခုခံကကိုရလို့စိတ်ကအယံပြင်းထန်နေတယ်ဟုတ်ကဲ့ Robin Hood ရဲ့အစာတွေသွားလူစားတာမျိုးတို့ရန်လုတ်ကြမျိုးတို့ရှိတယ်อืมဒါပဲတစ်ဖက်မှာလဲသူကလူတွေရဲ့အယူရကိုလိုချင်ပုံတော့ရတယ်တန်တန်ပြန့်ပြန့်လဲနေချင်ပုံပဲဟုတ်ဒါပေမဲ့အဲ ူ့ရဲ့အချက်နဲ့ပေါ့အလံပေးကြောင်လိုအပြုအမူတွေဥပမာအင်တာကိုစနစ်တကျမသုံးတက်လို့အနက်အသက်ပြေတနာတွေရှိလာတယ်။အာဟုတ်ကဲ့။ပြီးတော့ Robin Hood နဲ့လည်းအဆင်မပြေဘူး။ဆိုတော့မိသားစုဝင်တွေကသူ့ကိုတိတ်ပြီးတော့အမ်လက်မခံကျင်တယ်လို့ဖြစ်လာတယ်။ညွန့်ညင်လာကြတာပေါ့။ခဏခဏအိမ်ပြင်ထူထားခံရတယ်။အဲ့ဒီနေရာမှာမတန့်ရဲတဲ့သူကကြားတဲ့ကနေမိဖြူဘက်ကနည်းနည်းပါတယ်ဆိုတဲ့သဘောမျိုးရေးထားတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။သူကတနာပြီးတော့အိမ်တွေကိုပြန်ပြန်တွင်းပေးတာကဲ။အဲစစ်ဝင်စားစရာ ကောင်းတာကမိဖြူကနောက်ပိုင်းကျတော့တကားကြားကနေသူ့လက်ခင်းနဲ့နှိုက်ပြီးတော့လေဟုတ်တကားကိုတွန်းဖွင့်ပြီးဝင်လာနိုင်တဲ့အထိညံကောင်းလာတယ်ဆိုပြီးမတန့်တင်ထားသေးတယ်ဟုတ်ကဲ့နော်တော်တော်လေးညံကောင်းတယ်ဒါပေမဲ့အဲ့ဒီပฏิပက္ခတော့ရှိနေတော့ပဲအထူးသဖြင့်တားဖေသူနဲ့မိဖြူကြားမှာပေါ့ဟုတ်ကဲ့ရောဘင်ဟုတ်ကောအလပင်ဆိုင်ကပြန်ခေါ်လာတဲ့နေမှာမိဖြူကပို့ပြီးတော့ရန်လို့သိုးသွမ်းတော့တားကစိတ်တူပြီးအခန်းထဲကနေထပ်ပြီးတော့အပြင်ထုတ်ထားခဲ့ပြန်ရောအင်း ဆိုရလေသူဖြစ်ပျက်တီအားလုံးကိုခြုံပြီးတော့မှတ်တမ်းရေးတဲ့သူကစဉ်းစားမိတဲ့အချက်ကပို့ပြီးတော့နှစ်နေတယ်လို့ဆိုရမယ်ဟုတ်ကဲ့သူက Robin Hood လိုမျိုးအလိုလိုက်ခံရပြီးတက်တောင်ဆက်ထားနေရတဲ့ဘဝကကိုအားကိုကိုစိတ်တို့စူးစားခြင်းစိတ်တို့ကိုရော့ပါစေတယ်อืมဟုတ်တယ်မိဖြူလိုမျိုးဒုက္ခဆင်းရဲမျိုးစုံနဲ့ရုန်းကန်ခဲ့ရတဲ့ဘဝကြတော့ပို့ပြီးတော့တွက်လက်တယ်ဖျက်လက်တယ်ရိုင်းရင်စေတယ်ဆိုပြီးတော့နှိမ့်ရှင်ပြထားတယ်ဟုတ်ကဲ့ဒါပေမဲ့တခုတော့ရှိတာပေါ့လေ မိဖြူရဲ့အဲ့ဒီရန်လိုတက်တဲ့အပြုတ်မူကကြတော့အဲ့ဒီယုံကံမှုရဲ့မကောက်တဲ့ပချင်းခင်နေမလားလို့လည်းတွေးစရာလေးတော့ရှိတာပေါ့။ Hmm အဲ့ဒီအချက်ကိုသူကသူ့ရဲ့ကိုယ်ပိုင်ဘဝအတွေ့အကြုံနဲ့ပြန်ချိတ်ဆက်လဲပုံပဲ။ဟုတ်တယ်ဟုတ်တယ်။သူကိုယ်ရင်ကြတော့ပင်ပန်းစင်းရဲဆိုတာကြီးပင်ခေရတော့အမြဲတမ်းစူးစမ်းခြင်းနဲ့စိတ်ရှိနေတယ်။ဒါမှမဟုတ်သူ့ရဲ့သားမီးတွေကြတော့မိဘအရေးအောက်မှာချောင်ချီခဲ့တော့အဲ့ဒီစိတ်တွေနဲနေတယ်လို့သူသုံးသပ်မိပုံပဲ။အေးဟုတ်ကဲ့။ဆိုတော့ဒီခွေးလေးနဲ့ကြောင်လေးကိုဥပမာပေးပြီးတော့သူသားငယ်ကိုပို့ပြီးတက်ကြွဖို့ ကျူးစားခြင်းစိတ်ရှိလာဖို့တိုက်တွန်းလေလို့ဆိုထားတယ်။တရားစံလေးတွေစီကရတဲ့သင်ခန်းစာကိုလက်တွေ့ဘဝမှာအတုံးချကြည့်တဲ့သဘောပေါ့လေ။တကယ်တော့လေဒီမှတ်တမ်းလေးတော့ဖြစ်စုဖြိုးထုံတဲ့ပုံစံနဲ့ဘဝအတွေ့အကြုံတွေကလူတယောက်ရဲ့စိတ်ရိုက်လက္ခဏာနဲ့အဲရှင်တန်းရက်တီနိုင်စွမ်းကိုဘလို့ထိပုံဟောနိုင်ပါလဲဆိုရက်မေခုံထောက်เสียအချက်တွေကိုမိမောင်းထုတ်ပြနေတာတဲ့ဟုတ်ပါအဆက်ဆက်ရာရာပြည့်စုံမှုကအနည်းရန်အကောင်းဆုံးရလက်ကိုပေးတာမှဟုတ်ရဲ့လား ဒါမှမဟုတ်အခက်ခဲတွေကပဲလူကိုပို့ပြီးတော့ကြံ့ခိုင်းစေတာလား။ hm damit belo khakhe myo le so ra ga le a ye chi bon ya de no hote ta tong ta ta shi mu ne yong gan jo sa ya mu ja de ga han che nyi mu ga lu bwa a twe belo a ye ba le so ra go di tie san le na kaung ye zalan le ga ni de sin sin sa sia pe lai da ba be hop ba ဘဝသင်ခန်းစာဆိုတာတကယ်တော့မထင်မှတ်ထားတဲ့နေရာတွေကနေပေါ့နော်ဒီလိုအိမ်မွေးဒီစရန်လေးတွေစီကနေတောင်ရောက်လာနိုင်တယ်ဆိုတာကိုဒီမှတ်တမ်းလေးကတက်တည်ပြနေတယ်လို့ပဲနော်ဟုတ်ကဲ့တကယ်ကိုစဉ်းစားစရာအချက်တွေအများကြီးပေးတဲ့မှတ်တမ်းလေးပါပဲ